နေဆန်ခွန်ပန်ဝါခုနကတုန်းကအဲအချိန်တွင်နီးမှပြောသွားတယ်ပေါ့နော်ဒီမေးခွန်းနံပါတ်6အကွက်ကြီးကိုပိုင်ဖမ်းပြီးတော့အမြန်ဆုံးဖြေပြမယ်လို့ပြောသွားတယ်ဟာအခုဖြေပြပေးပါမယ်အဲ့တော့ဒါက2021ခုနှစ်လပိုင်းပေါ့နော်2021ခုနှစ်လ2021နောက်ပိုင်းကစပြီးတော့အံဘိုးသမားတွေမေးခွန်းပုတ်ရည်အတွက်ဒီအချိန်နေပြောင်းလဲသွားတဲ့အတွက်ကြောင့်အဲ့ဒီအချိန်နဲ့ကိုက်ပြီးတော့ဖြေဖို့ရန်အတွက်အချိန်တိုတွင်းဖြေနိုင်ဖို့လဲလိုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုဖြေပြပေးမှာက2021ခုနှစ်လပိုင်းရဲ့ အံပူသမားတွေဘုံဘူဒုက္ခရဲ့နောက်ဆုံးမိဂုံနံပါတ်6ဖြစ်ပါတယ်ပု္ပ္ပာနံပါတ်က2829ဖြစ်တယ်တို့ကထုံးစံတိုင်းမိဂုံကိုပဲနားလဲအောင်လုပ်မယ်မိဂုံနားလဲရင်ဒီဇရားကွက်ကိုအကုန်လုံးဖတ်စရာမလိုရုတ်တရက်ကြည်လိုက်ဒီမှာဇရားကွက်ရှိတယ်ရေးထားတာကချိန်တွေရောနာရီတွေရောဇင်းနှုန်းတွေရောဆိုတော့လေတို့ရှာတဲ့ရက်အများကြီးဖြစ်နေနိုင်တယ် information တွေအများကြီးပဲဒီမိဂုံနံပါတ်6ရဲ့အမျိုးအစားက information ရှာခြင်းဆိုတဲ့အတိတ်ပဲဖြစ်တယ်အဲ့တော့ information ရှာမယ်မိဂုံအရင်နားလဲအောင်လုပ်မယ်အဲ့တော့မိဂုံနံပါတ်28ကိုစဖတ်မယ်ဒါက reality ဆိုတဲ့ခန်းကြီးဖူရီကနာရေးမထားပေးဘူးအ ဖိုးခန်းကြီးဖြစ်လို့ Riori no Kyoshi so wa တဲ့ Ikura Kakari maska တဲ့ပြောချင်တာကဟင်းချက်တဲ့စာသင်ခန်းဒီဘလောက်ကြမလဲဆိုတော့ဟင်းချက်တဲ့စာသင်ခန်းရဲ့ဈေးနှုန်းကိုမေးတာဖြစ်တယ်အဲ့တော့အဖြေတွေကလည်းပဲကြည့်ကြည့်လိုက်တင်းနဲ့3 4မှာကဈေးနှုန်း900 900တရားအလကားတဲ့ဒီမှာဆိုလို့ရှိရင်တစ်လောက်900ဒီမှာတစ်ချိန်900ဒီမှာတစ်ချိန်100ဒီမှာဒါဒါဆိုအလကားပေါ့နော်အခမဲ့ဖြစ်တယ် တော့မေကွန်ပြန်လာလဲအောင်လုပ်မယ်မေကွန်ကဟင်းချက်အခန်းရဲ့ဈေးနှုန်းမေးတာဖြစ်တဲ့အတွက်ကြောင့်ဒီဇာတ်ကောထဲမှာသွားရှာမယ်အရင်တော့ပါရှာမလဲဟင်းချက်အခန်းကိုရှာမယ်ပြီးရင်ဈေးနှုန်းရှာမယ်ဟင်းချက်အခန်းက0.1ဈေးနှုန်းက0.2 ဲ့တော့ point 1ကနေစရှာမယ်ဟင်းချက်အခန်းဆိုတော့ဟင်းနဲ့ပတ်သက်တဲ့ຢာတွေသွားကြည့်တော့ဒီမှာက open toe ဆိုတော့ဒါဟင်းချက်တာနဲ့သက်ဆိုင်တယ်ဒီမှာက tennis shoe ဆိုတော့မဆိုင်တော့ဘူးဒီမှာက jogging shoe ဆိုတော့လည်းဟင်းချက်တာနဲ့မဆိုင်ဘူးဒီမှာက nihon go ဆိုတော့လည်းဟင်းချက်တာနဲ့မဆိုင်ဘူးအဲ့ဒီတော့ဘယ်ဟာနဲ့ပဲဆိုင်မလဲဒါနဲ့ပဲဆိုင်မယ်အဲ့တော့ဒီထဲမှာဘာထက်ရှာမလဲဈေးနှုန်းကိုရှာမယ်ဘယ်လောက်ရှိလဲတစ်ချိန်ကို900အဲ့ဒါဆိုရင်အဖြေသည်နံပါတ်1အခြေုံ900ဖြစ်သွားအဲ့ဒါဆိုရင်ခဏလေးပဲ ဟုတ်ပြီနော်အဲ့တော့နောက်ထပ်29ကိုထပ်ပြီးတော့မေးခွန်းကိုပဲရှင်းသားလေးအောင်လုပ်မယ်။ဘာပြောလဲဆိုတော့ reason ကတဲ့မနေ့9နာရီကနေညနေ9နာရီအထိအလုပ်လုပ်နေရပါတယ်တဲ့။ပိတ်ရက်ဒီတဲ့စုရီရောပြီးနေနေချီရောပြီးဖြစ်တယ်တဲ့။နောက်တစ်ခုကအမြဲတမ်းနဲ့ထိုင်ပြီးတော့စုဝတ်တဲ့ထိုင်ပြီးတော့အလုပ်ကိုလုပ်နေရတော့ကြောင်းနဲ့အဲ့တော့အားကစားလုပ်ချင်တယ်လို့သူတွေးနေတယ်။အမြဲတမ်းသူကထိုင်ပြီးလုပ်ရတော့ခန္ဓာကိုယ်မအေးမသာဖြစ်တဲ့အတွက်ကြောင့်အားကစားလုပ်ချင်တယ်တွေးတယ်။အဲ့တော့ reason ဘဲအခန်းကိုတွားရမလဲတဲ့။အဲ့တော့ပြန်ပြောမယ်မေးခွန်းနားလေးအောင်လုပ်မယ်။ reason က အများရပါဘောနော်9နိုင်ရနေ9နိုင်အထိအလုပ်လုပ်ရတယ်သူကပိတ်ရက်က2ရက်ရှိတယ်စုရောပြီးနေနေချီရောပြီးဖြစ်တယ်သူကထိုင်ပြီးတော့လှုပ်လှုပ်နေရတဲ့အတွက်ကြောင့်အားကစားလုပ်ချင်တယ်သူဘယ်သွားရမလဲအဲ့တော့သူဘယ်သွားရမလဲမေးခွန်းရဲ့အဓိကအနှစ်သာရကဘယ်ကိုသွားရမလဲဆိုတော့သွားရမယ့်အခန်းဒီအားကစားလုပ်ချင်တာဖြစ်လို့အားကစားခန်းကိုသွားမယ်အဲ့တော့အားကစားခန်းကိုအရင်ရှာမယ်ပြီးတော့သူပိတ်ရက်နဲ့တိုက်ဆိုင်တဲ့ဟာကိုရှာမယ်အဲ့တော့အားကစားခန်းက point 1ပိတ်ရက်က point 2အားကစားခန်းကိုလိုက်ရှာတော့တင်းနေရှိတယ် jogging ခုရှိတယ် ဒီနှစ်ခုရပဲကြည့်မယ်အဲ့ဒီနှစ်ခုထဲမှာမှသူ့ရဲ့ပိရန်နဲ့တိုက်ဆိုင်တာကဒီမှာရက်တွေတော့ကြည့်တော့ဒီမှာဆိုင်ဖွင့်ရက်ကအပတ်တိုင်းဗုဒ္ဓဖူးနေ့ဖြစ်တယ်ဒီမှာဆိုင်ဖွင့်ရက်ကအပတ်တိုင်းစနေနေ့ဖြစ်တယ်ဟုတ်အဲ့ဒါဆိုလို့ရှင်သူကပိရက်ကဗုဒ္ဓဖူးနေ့တနေ့ကနေဆိုတော့စနေနေ့သွားလို့မရဘူးအဲ့တော့ဒီမှာဗုဒ္ဓဖူးဆိုတဲ့သူ့ပိရက်ကိုပဲသွားလို့ရတော့ဘယ်ဟာဖြစ်မလဲဆိုတော့တင်းနေ့အခန်းဖြစ်မယ်အဖြစ်ရမှာဟင်းချက်တာရှိမယ်တင်းနေ့ရှိမယ်ကြော်ကင်းရှိမယ်နေုံခေါ်ရှိမယ်ဘယ်ဟာဖြစ်မလဲဆိုတော့တင်းနေ့ဖြစ်တယ် ပြီးတော့အဲ့ဒါဆိုလို့ရှင်အဖြေသီးနံပါတ်2ဖြစ်တယ်အဲ့တော့ဒါဒီမေးခွန်းနံပါတ်6ပါအဲ့မေးခွန်းနံပါတ်6တိုင်းအဲ့လိုမျိုး information ရှာတဲ့အရာအတိုင်းပေါ့နော် information ရှာရမှဖြစ်လို့မေးခွန်းကိုဒါနားလည်အောင်လုပ်မေးခွန်းနားလည်အောင်အဖြေရတဝက်ကိုရတယ်တေချာပေါက်ရတယ်ပေါ့နော် ဟုတ်ပြီအဲ့တိုင်းဖြေပါမယ်အဲ့ဆိုလို့ရှိရင်အချိန်နဲ့ရရင်မကြတော့ဘူးကိုတွက်ထားတဲ့ဒီပုတ်တွေဆိုလို့ရှိရင်အရင်အမှတ်များတယ်ပေါ့နော်အမှတ်ပေးများတဲ့အတွက်ကြောင့်အဲ့တော့အချိန်တို့တွင်းမှာအပြည့်မှန်လည်းရတယ်အမှတ်များလည်းရတယ်အဲ့တော့အရှိအပုတ်သေးသေးလေးတွေအမှတ်နည်းနည်းလေးတွေမှာအချိန်ကြာကြီးပေးမယ်အစားဒီလိုမျိုးအပုတ်ကြီးအမှတ်များတဲ့တေချာမယ်ထင်တဲ့ဟာကိုအရင်လာဖြေလိုက်ပြီးတော့မှပို့တဲ့အချိန်တွေကိုတခြားပုတ်စာစတားပုတ်စာလေးတွေကွက်လက်ဖြေတာလေးတွေမှအချိန်အေးအေးဆေးဆေးသွားဖြေလိုက်ပေါ့နော်